ညနာကြီးဟင်းပတ်ပါတဲ့မြမပီကရုပ်ရှင်အကဲဖြတ်တိုင်တွေကိုအခုလိုတကွဲပြလိုက်တဲ့သပင်တယ်မြနှင်းစီရုပ်ရှင်စကားကြီးမြမနိုင်ငံမှာစတခုမှမရခဲ့တဲ့သပင်တယ်မြနှင်းစီရုပ်ရှင်စကားကြီးကနိုင်ငံတကာကိုပြသချိန်မှာတော့အကောင်းဆုံးစကားစုကိုရရှိခဲ့ပြီးတော့နိုင်ငံကုံဆောင်နိုင်ခဲ့ပါပြီရှင်ဒီရုပ်ရှင်စကားကြီးကမြမနိုင်ငံမှာအကယ်ဒမီစုတစုမှမချိတ်ခဲ့တာပရိသတ်တူအားလုံးလည်းသိပါပဲနော်နိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိတရုတ်နိုင်ငံယူနန်မြို့မှာကျင်းပတဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာမြမကိုစားပြုရုပ်ရှင်စကားကြီး အနေနဲ့တပင်တယ်မြနှင်းစီရုပ်ရှင်စကားကြီးကိုပြသခဲ့ကြတာဖြစ်ပါတယ်ရှင်။နိုင်ငံပေါင်း၆နိုင်ငံကဒေဒေကျရုပ်ရှင်စကားကြီးတွေကိုဝင်ရောက်ပြသခဲ့ကြပါတယ်။ဒီလိုမျိုးနိုင်ငံတကာနဲ့ရှင်လိုက်တဲ့အချိန်မှာတပင်တယ်မြနှင်းစီရုပ်ရှင်စကားကြီးကအကောင်းဆုံးစကားစုကိုရရှိသွားခဲ့တာကြောင့်မြမရုပ်ရှင်ဟာအရေးသေးမညံ့ဘူးဆိုတာကိုတော့သိသာသွားစေပါတယ်။ တဖက်မှာလည်းမြမရုပ်ရှင်လောကကပေါ်ကရီအများပြားရိုက်ကူးနေချိန်မှာတဖက်မှာလည်းဒီလိုအရေးသွေးကောင်းတဲ့ရုပ်ရှင်စကားကြီးတွေကိုလူနည်းစုကဖန်တီးထုတ်လုပ်ရရှိတာကိုတွေ့လိုက်ရပါတယ်။ဒီရုပ်ရှင်ကားကြီးကိုရိုက်ကူးခဲ့တဲ့ writer ကလူငယ် writer မင်းဆက်တစ်ကဖန်တီးထားတာကြောင့်ခေလူငယ်တွေရဲ့အရေးအချင်းကမခေဘူးဆိုတာကိုပြသလိုက်တာနဲ့တူတူပါပဲ။ဒီစကားကြီးနဲ့ပဲလူငယ် writer မင်းဆက်တစ်ကအနုပညာလမ်းကြောင်းမှာပြည့်သက်အသိမှတ်ပြုခံခဲ့ရပါတယ်။ writer မင်းဆက်တစ်ကတရုတ်ဆောင်တယောက်လည်းဖြစ်တယ်လို့မျက်နှာသစ် writer တူလည်းဖြစ်ပါတယ်။အခုကျင်းမာတဲ့နိုင်ငံတကာရုပ်ရှင်ပွဲ ွဲတော်ကိုတယောက်လာကြတဲ့ writer တွေထဲမှာလေမြန်မာ writer လေးကအသက်အငယ်ဆုံးဖြစ်သလိုအရေးချင်းရှိတဲ့လူငယ် writer အဖြစ်လည်းချီးကျူးမှုခံနေရတယ်လို့သိရပါဗျ။အစာမှာပြောခဲ့သလိုသတင်းသံမြနှင်းစီရုပ်ရှင်စကားကြီးကမြန်မာနိုင်ငံမှာစုတစ်ခုမှမချိတ်ခဲ့တာကတော့တကယ်ကိုနှမျောဖို့ကောင်းပါတယ်။ပဝင်တရုပ်ဆောင်ထားတဲ့မင်းသမီးချော်လေးမီမီကိုကိုရဲ့ item တွေကတကယ်ကိုမြန်စန်းချီဖြစ်ခဲ့တဲ့အထိမှုံဝင်ခဲ့တယ်ဆိုတာပြည်သက်တို့အားလုံးလည်းအမြင်ပါပဲနော်။ ဒါကြောင့်မိမိကိုကိုကအမျိုးသမီးဆက်ဆောင်စုအတွက်ရေပန်းစားခဲ့တဲ့အခြေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာပဲလွဲချော်ခဲ့ရပြီးအဲ့ဒီနေ့အမျိုးသမီးဆက်ဆောင်စုကိုတော့တိမ်ပကြီးရုပ်ရှင်စကားကြီးနဲ့ခရိုနီတထေးကတော်ဝမုံရွှေကခမ်းဘတ်ကားနဲ့အကယ်ဒမီစုကိုတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးဆက်ဆောင်စုအတွက်ကိုတော့မိမိကိုကိုကဝိုင်းရင်မိသမီးကြီးတွေဖြစ်ကြတဲ့မိုဟေကိုဝမုံရွှေတို့နဲ့အပြိုင်စကားတင်စင်းဝင်ခဲ့တာဖြစ်ပါတယ်။အမျိုးသမီးဆက်ဆောင်စုအတွက်ဝမုံရွှေရဲ့ idea တွေကလည်းအရန်ကောင်းခဲ့တယ်လို့အကယ်ဒမီရမယ်လို့မှန်းထားခဲ့ပေမဲ့သမင်သမ ्या နှင်းစီက ကစုတစ်ခုမှမရခဲ့တာကိုတော့ပြည်သက်တွေကတော့စိတ်မကောင်းခဲ့ကြပါဦးရှင် ဒါကြောင့်လည်းပြည်သက်တည်ပေးတဲ့အကယ်မီကိုတော့ရရှိခဲ့ပါတယ်။တပင်းတန်မြနှင်းစီကဇလန်စအင်ရိုက်ကူတင်ဆက်မှုတရုတ်ဆောင်နေအားလုံးဘာတစ်ခုမှပြောစရာမလိုအောင်ကောင်းမွန်တဲ့ဇာတ်ကားတစ်ခုဖြစ်ခဲ့ပါတယ်။အနည်းဆုံးအကယ်မီစုတစုလောက်တော့ချိန်မဲဆိုပြီးတော့လည်းအားလုံးကမှန်းထားကြပြီးမြန်မာပြည်မှာတော့ဘာစုမှမရခဲ့လိုက်ပါဘူး။ဒါပေမဲ့လည်းတပင်းတန်မြနှင်းစီရုပ်ရှင်ဇာတ်ကားကြီးကအရေးအတွင်းမြေရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့်နိုင်ငံတကာကိုပြသချိန်မှာတော့တခြားနိုင်ငံကရုပ်ရှင်လေးကိုကြော်တက်ခါ Outstanding Print Award ထူးချွန်ပြောင်းမြောက်တဲ့ရုပ်ရှင်ဇာတ်ကားစုကြီးကိုထိုက်ထိုက်တန်တန်းနဲ့ဆွေးကူးနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကယ်ဒမီပေးတဲ့နိစနစ်ကိုမသိပေမဲ့အခုလိုမျိုးနိုင်ငံတကာမှာဆုရရှိခဲ့လို့တပင်းတဲ့မြန်နင်းစီကိုချက်ကြတဲ့ပြည်သက်တွေကတော့ဝမ်းသာဂုဏ်ယူနေကြပါဗျာ။မင်းသမီးချောလေးမိမိကိုကိုကတကယ်ကိုအရေးချင်းနေပြည့်စုံတဲ့မင်းသမီးတလက်စရာကိုလည်းပြည်သက်တွေကအတိအမှတ်ပြုခဲ့ကြတာမှန်ပေမဲ့မြန်မာပြည်ရဲ့မျက်နှာကြီးရဟင်ပပအခြေအနေတွေကြောင့်အကယ်ဒမီလွှဲချော်ခဲ့ရတဲ့ဆိုပြီးတော့ပြည်သက်တွေကဝေဖန်သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာဘာစုမများခဲ့ပြီမေးနိုင်ငံတကာကပေးရတဲ့စုကိုဒီလိုမျိုးလက်ခံရယူပြီးအကယ်ဒမီအမှတ်ပေးတိုင်တွေကိုတကွက်ပြလိုက်တဲ့တပင်တယ်မြနှင်းစီရုပ်ရှင်စကားကြီးနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရောဘာများပြောကြမှာလဲတပင်တယ်မြနှင်းစီကတကယ်ရောအည်သွင်းမြရုပ်ရှင်စကားကြီးအဖြစ်လက်ခံကြသလားဆိုတာကိုလည်းကွန်မန့်လေးမှာပြောခဲ့ပြီးကြပါအောင်ရှင်